အားလုံးမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ။ Manchester United အသင်းကထွက်ခွာသွားပြီးနောက်ဘယ်ကဲကနေဒါ Napoli အသင်းမှာ တကယ်ကို improvement အကောင်းဆုံးနဲ့ခြေစွမ်းပြနေတဲ့သူက Scott McTominay ပါ Scott McTominay ဆိုတာအားလုံးသိထားပြီးသား Man United ရဲ့ကစားမဟောင်းတစ်ယောက်ဖြစ်တယ်ဒါလက်ရှိမှာအသက်28နှစ်ရှိပြီးတော့သူ့ရဲ့အကောင်းဆုံးဖိကိုရောက်ရှိနေသူဖြစ်တယ်လို့တစ်ဖက်မှာလည်းဒါ Scotland Lewis ရဲ့အသင်းကိုဒါဟိုတနေ့တုန်းက playoff ပွဲစဉ်မှာတကယ်အရေးပါတဲ့အဖွင့်ကိုကိုလှလပပ bicycle kick ကစ်သွားတယ်ဒါဒါက Cristiano Ronaldo က ဒီ Juventus နဲ့ Champion League ပွဲမှာ Real Madrid အတွက်သွင်းတဲ့ Bicycle Kit တက်ကိုပို့ပြီးတော့ဒါပို့ပြီးတော့မြင့်တယ်ဒါ Scott McTominay ရဲ့ဒါ Bicycle Kit က10ပေကျော်ထင်တယ် Ronaldo က9ပေကျော်လားမသိဘူး9ပေလား7.5 meter လားမသိရှိတယ်ဒါပေမဲ့ပြောချင်တဲ့အချက်က Scott McTominay ဟာ DRD မှာတကယ်ကိုတိုးတက်လာတဲ့ကစားမှာ ဘာလွန်ဒေါ်ဆုရဲ့နိုမနေအယောက်30ဆင့်ကိုပါဝင်လာခဲ့သူဖြစ်တယ်။ဆိုတော့အခုလက်ရှိမှာအိုက်စကော့မက်ထိုမနီကိုဒါပရီးမီးယားလီဂ်ကလပ်တွေတော်တော်များများလိုချင်နေ။အဲ့ထဲမှာထော့တနမ်ဟော့စ်ပါကလည်းစိတ်ဝင်စားတယ်။နောက်ဒေးဗစ်မွိုက်စ်ကအေဗာတန်ကလည်းစိတ်ဝင်စားပြီးတော့တချို့ရူပိုးတွေတောင်အသင်းဟောင်းမန်ယူနိုက်တက်ကပြန်စိတ်ဝင်စားမယ်ဆိုတဲ့သတင်းတွေလည်းတက်နေတယ်။တော်မနီကအခုဒီယာတီမာလဲသူ့ရဲ့အကောင်းဆုံးပုံစံကို ဒါပြသထားတယ် Manchester United မှာရှိတဲ့အချိန်မှာသူ့ရဲ့ market value ဟာ25သန်းတိကျသွားခဲ့ပြီးတော့မှအခုလက်ရှိ current က Napoli မှာတရိပ်ရိပ်တက်ရင်းနဲ့တန်း90တိရှိတယ် score မှတ်ထုတ်မနေကို Manchester United အသင်းက2024ခုနှစ်မှာ Euro 30နဲ့အပီးသက်ရောင်းရှိခဲ့တယ်ရောင်းချခဲ့တယ်လက်ရှိမှာသူ့ရဲ့ current market value ကြီးပဲတန်း90ကျော်တန်း90ရှိပြီးတော့အခု Premier League Club Everton အသင်းအပါဝင် နောက်တစ်ဖက်က Tottenham Hotspur နဲ့ထက်ကလေးအသင်း၄သင်းလောက်ကနေပေါင်62တန်းပေါင်62တန်းယူရို190လောက်ရှိတဲ့တန်ကြီးနဲ့ခေါ်ဖို့လုပ်နေတယ်။ဒီအသက်28နှစ်ဝယ်ရှိတဲ့ Scotland ကွင်းလယ်ကစားမကို David Moyes ကတော်တော်လေးသဘောကျတယ်။အထူးသဖြင့်သူ့ရဲ့လက်ဝမ်းတွေကနေဂိုးသွင်းနိုင်တဲ့အည်သွေးနောက်တစ်ခုကဒါကလပ်မှာအခု and anjay ရှိတယ် check grillish ကိုလည်းသူတို့ຫນွေရသည်မှာအပီးသက်ဝယ်ဖို့ရှိတဲ့ကြောင့်တုံမနေကိုပါထပ်ပြီးတော့ attacking ဘိုင်းကိုထပ်ပြီးအားဖြည့်ခြင်းတဲ့သဘောမျိုးနဲ့စိတ်ဝင်စားတဲ့ပေါင်62တန်းယူရိုတန်း80လောက်နဲ့သူတို့လိုချင်တယ်ဒီနေရာမှာ Tottenham Hotspur ရဲ့နီးပြ Thomas Frank ကလည်းလိုချင်တယ် Thomas Frank အခုလောလောဆယ်စိတ်ဝင်စားတာတော့ striker option ကိုစိတ်ဝင်စားတယ် Antoine Semenyo ကိုလိုချင်ပေမဲ့တုံမနေကိုလည်းလိုချင်တယ်အဓိကက Bubwise ကမကြာခဏတန်ရရတယ် ခိုလိုဆော့စကီတဆယ်ဝူးမှာကစားရပေမဲ့သူလဲဒန်ယာကဇန်နဝါရီတရှိလို့တစ်ဖက်မှာလည်းဒါအခုဒီဂျိမ်းမက်ဒီဆင်ကလည်း ACL အကြောင်းကာလာရှေချာနားတဲ့အခါမှာထော်တနာဟော့စပါရဲ့ဥရောပဝင်ခွင့်ချန်ပီယံလိဝင်ခွင့်အတွက်တော်မနေကိုလိုချင်တယ်တော်မနေကဒီယာတီမှာ ဒါစုစုပေါင်း၄ကိုပဲတွင်ထားတယ်14ပွဲမှာ၄ကိုတွင်ထားပြီးတော့ဒါ CDA မှာ2ကိုချန်ပီယံလိမှာ2ကိုတွင်ထားတယ်ဒါပေမဲ့ Manchester United ကထွက်သွားပြီးတဲ့အချိန်မှာ Napoli မှာဒါ Premier League CDA အတွင်းကို14ကိုတွင်ထားတယ်54ပွဲမှာ Man United ရဲ့ career တစ်လျှောက်လုံး188ပွဲ Premier League ပွဲမှာ19ကိုပဲတွင်ထားပေမဲ့ Tomane ကအခု Scotland ထွက်ဆိုရင် တကယ်အားကိုးရတယ် Scotland လက်ရွေးစင်အတွက်အရေးပါလို့အခု Napoli ကိုပြီးခဲ့တဲ့ရာသီရောက်လာပြီးတဲ့အချိန်မှာဒါ CDA မှာ12ကိုနဲ့ပြိုင်ပွဲစုံမှာ7 3ကိုသွင်းတယ်ဆိုတော့ဒီယာဒီမာတူ4ကိုသွင်းထားတယ်ဆိုတော့စကော့မက်ထမနီကို Manchester United အသင်းရှိကနေခေါ်ယူခဲ့တဲ့ယူရိုတန်း30နဲ့5တန်းပဲ30.5တန်းပဲပေးရတဲ့ဒီကစားမကိုလက်ရှိမှာတန်း80လောက်ရှိတဲ့တန်ကြီးနဲ့ဒါအသင်းပြောင်းသွဲပွဲရှိတယ်သူကိုယ်တိုင်ကလည်း Premier League ကိုပြန်သွားခြင်းတယ်အဓိကတော့ရှင်းရှင်းလေးပေါ့လေသူ့ကိုမအောင်မြင်ဘူး flop လို့ထင်ခဲ့တဲ့သူတွေကိုတတ်တည်ပြန်ပြခြင်းတဲ့ပုံစံမျိုးဥမာ De Bruyne လို့ပုံစံမျိုး မိုဆာလက်စ်လိုပုံစံမျိုးဒီလိုမျိုးသူတက်သေးပြန်ပြခြင်းကောင်းပြန်ပြခြင်း ਨੇ ဒီနေရာမှာ evident က62တန်း tornado hospital လဲ62တန်း ਨੇ တကယ်တော့ scott mcthomney ကိုခေါ်မယ်ဆိုရင်ဒီ tornado တယောက် tornado hospital တို့ evident တို့နောက် premier league club 3-4သင်းလောက်ရှိတယ်ဒီသင်းတွေမှာအောင်မြင်နိုင်မှာ man united ကတော့ပြန်ခေါ်ဖို့အမတန်ခက်တယ်သူတို့ကိုယ်တိုင်ကဒီအိုက်ပိုဇီရှင်အတွက်အံပွေးမှုနဲ့ ူညာရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘလူမြင်လာလေစကော့မတ်ထွန်နေအခုလက်ရှိမှာဒါဗြိတိန်မီဒီယာတွေကဖော်ပြထားသလိုလာဂက်စတာတယ်လိုစပေါ့ရဲ့အဆိုအရတော်မနီတယောက်ပရီးမီယာလိကိုပြန်ဖို့ဆန္ဒရှိတဲ့အတွက်နာပိုလီကယူရို80 80လောက်ရရင်ရောင်းထုတ်သွားပွဲရှိတယ်လို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်